ိုင်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ထိတ်စီနှလုံးနီးကိုပြန်လဲမျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာဒီရှေ့လျှောက်တုန်းကနေဒီနှစ်တော်များကိုတပင်ကိုပေါ့နော်နီးကတော့ကျွန်တော်ဒီခွန်လေးလေး28ကိုဒီကရက်ရှင်နဲ့ပေါင်းတာဒီ6ပေါ့နော်36ကို6ပဲရေးမယ်3ချိန်ပေါင်းချင်း6ကိုဒီနှစ်နဲ့ထပ်ပေါင်းတာက10ဖြစ်ပါတယ်ခင်ဗျာပြန်ဒီမှာနေ့တစ်ချိန်ပေါ့နော်လေးနဲ့နေပေါင်းချင်း6 ပြီးရင်တစ်က၄ချိန်ဆိုတော့အလေးပေါ့နော်ဒီအနောက်က6နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်၄နဲ့6ပေါင်းရှင်း30 6နဲ့6ပေါင်းစနေနေ့နဲ့8ပေါင်းရင်30ဆိုတဲ့အတွက်တုံများရမယ်ပေါ့နော်အဲ့ဒီတုံများကို နောက်ထပ်အနေနဲ့နေ့နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်တုံများနဲ့နေ့ပေါင်းရှင်းနေ့ဆိုတဲ့အတွက်တုံများနေ့ထိပ်စီးဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာကနှစ်တုံညာကိုဆိုတဲ့အတွက်ကြောင့်မို့တုံညာနှစ်ထဲကနေထိပ်စီဖြစ်ပါတယ်ခင်ဗျာ။ ုံများနဲ့နင်းနေပေါ့နော်အိမ်မှာတော့နေထိတ်စီနေတုံများကိုဖြစ်ပါတယ်ကျွန်တော်တို့ဒီနေတုံများကိုတပြေဟာနေအပေါ်ကပုံတည်နေအတိုင်းပဲထပ်ပြီးတော့အတူတူလေးလာကြည့်အောင်ပေါ့နော်ဒီတုံများ၃ချိန် sorry တုံများ၄ချိန်တုံများပေါ့နော်ဒီကိုနှစ်ချိန်ပေါင်းရှင်းဒီ78ကိုနေနဲ့ပေါင်းရင်လည်းတစ်စိပေါ့နော်တုံများရေးမယ်ပြန်ဒီ9နဲ့ဒီ4ပေါင်းချင်းဒီ6ပေါ့နော်3ည7ချင်းတုံည6လေးလီက 94လဲချိန်ဖြစ်ပါတယ်94ဒါဆိုရင်ကျွန်တော်ဒီ၄နဲ့6ပေါင်းတက်စေဒီမှာ9ဆိုတော့9ကိုနှိပေါင်း7ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ခုလုံးနေတယ်ဒီမှာတစ်ခုဂျန်နဝါရီပေါ့နော်ဒီ3ညနဲ့တုံများနဲ့ထပ်ပေါင်းပြရတာဖြစ်တယ်ဗောနော်ဒီအတုံများအော်ဒီတီမှာ6 3 5 6 9 9အဲ့ဒါလေးတွေတစ်ခုပေါင်းပြဖို့ကြံတော့ခေတာဖြစ်ပါတယ်ဒီအပေါ်ဆုံးကတုံများဆိုတော့ကျွန်တော် အဆင်ပြေတယ်ပေါ့နော်ဒီတစ်ပတ်မှာဒီမှာတော့ဒီတစ်ပတ်မှာ6ဆိုတော့ကျွန်တော်ဒီမှာအဲ30 9နဲ့4ပေါင်း9ဒီမှာ6တကြိမ်ကျန်သွားခဲ့တယ်ပေါ့နော်ဒါဆိုရင်၄နဲ့6ပေါင်း20 9နဲ့6ပေါင်း55ရာဒီအတွက်အဲ့ဒီ9ကို2နဲ့ထပ်ပေါင်းပေးရတာဖြစ်တယ်ပေါ့နော်9ကို2နဲ့ပေါင်းတော့ပေါင်းရှင်9ဆိုတဲ့အတွက်9ခွန်ထိပ်စီးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပတ်မှာက9ခွန်9ဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်မို့ contagency ဖြစ်ပါတယ်ဗောနော် contagency ခွန်ခွန်ကိုဖြစ်ပါတယ် okay အဲ့ဒီပုံတိုင်นี่အတိုင်းပဲဗောနော်ကျွန်တော်တို့ခွန်ခွန်ကိုတပင်ကနေခွန်၃များ၃များတပင်ကိုဆက်ပြီးလေ့လာကြအောင်ခွန်အားဒီမှာ၅ချိန်ဖြစ်သွားမြန်ပါနော်ခွန်၅လီ35ကို၅ပဲရည်မယ်၉နှစ်ချိန်16နင်းနဲ့ပေါင်းရင်30 9နှစ်သေပေါင်း30ဖြစ်ပါတယ်6နှစ်ချိန်ပေါင်း10နှစ်ဒီ16လီ30နှစ်ဖြစ်ပါတယ်၅ရဲ့ဒီ လေးနင်းနေနေပေါင်းလေးလေးနဲ့6ပေါင်း30တင်းရှိဆုံးမှာ9တလုံးကျန်မယ်ပေါ့နော်ဆိုတော့9ခွန်ထိပ်စီပဲထည့်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပေမှာကခွန်3ည3ညဆိုတဲ့အတွက်9ခွန်ထက်ကခွန်ထိပ်ဖြစ်ပါတယ်ခင်ဗျာ9ခွန်ထက်ကခွန်ထိပ်ခွန်3ည3ညပေါ့နော်ဒီရှင်းလေးဒီ30နှစ်ကိုဒီအကရဲ့ခွန်နဲ့ပေါင်းတာ9ပေါ့နော်9နဲ့ဒီ9ပေါင်း30နှစ် လေးနှစ်ကြိမ်ပေါင်းရှင်းရှင်းလေးလေးလီ16ပါเนาะโอเคဒါဆိုရင်ဒီနင်းနှစ်ချက်ပေါင်း36နှစ်ကြိမ်ဆက်နှစ်ကို9နှစ်ပေါင်းတော့17ရတာဖြစ်ပါတယ်ရလာတဲ့တိကိုလည်းနင်းနှစ်ထပ်ပေါင်းတော့3တက်3ထိပ်စီထက်က3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့3ထိပ်စီဖြစ်မယ်ပေါ့နော်တတုံထဲကဒီအနောက်ကတလုံး၃ထိပ်စီ၃ခုခုဖြစ်ပါတယ် ။ Okay ဆက်ပြီးတော့ဒုံခုန်ခုန်တဲ့ဗျာနေဒီအပေါ်ကပုံတင်ဤတိုင်းပဲဆက်ပြီးလေ့လာကြအောင်။ဒီခွန်လေးလီ28ပေါ့နော်ရှင်းနေသုံးပေါင်းတာက7ဖြစ်ပါတယ်။တပန်းဒီ၄နဲ့ခုနှစ်နဲ့ဂျိန်ပေါင်းရှင်း14ရမှာပေါ့နော်၄နဲ့ဒီ9ပေါင်းရှင်းဒီ9အနည်းနဲ့ချက်ပေါင်း30 6နှစ်ကြာင်က7နှစ်နည်းလေးလေးချက်ပေါ့နော်ဒါဆိုရင်190နည်းနဲ့ချက်ပေါင်းရင်30ဒီမှာ6ကလုံးကြာမှာဖြစ်ပါတယ် အဲ့ဒီ6ကိုလည်းနေနဲ့ထပ်ပေါင်းတော့ချဲဆိုတဲ့အတွက်6ရှစ်ထိပ်စီဖြစ်ပါတယ်ရှစ်ကိုလေးဆိုတဲ့အတွက်ချစ်ထိပ်စီဖြစ်ပါတယ်ခင်ဗျာ6ရှစ်ထဲကချစ်ထိပ်စီရှစ်ကိုလေးဖြစ်ပါတယ်โอเคကျွန်တော်နောက်ထပ်ဒီနေ့တည်းမဲ့ရှစ်ကိုလေးအနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ရှိကဒီမှာ၅ချိန်ဖြစ်သွားမယ်ခင်ဗျာရှင်၅လေး40 4လေးချိန်ပေါင်းရှိပါတော့9နဲ့3နဲ့က30 5တစ်ချိန်ပေါ့နော်9နဲ့ချိန်30 4 โอเคတိလေးချိန်ဆိုလေး၄နဲ့၆ပေါင်း၁၈နဲ့၅ပေါင်းတော့73ဆိုတဲ့အတွက် ID ရလာတဲ့3ကိုလည်းနေနဲ့ပေါင်းတာဆိုရင်9 35ထိပ်စီးထိပ်က963ဖြစ်ပါတယ်အဲဒီဘက်မှာလည်း9ထိပ်စီးဖြစ်ပါတယ်3ကအပိတ်ဖြစ်ပါတယ်ခင်ဗျာ9ထိပ်စီး3ပိတ်ပေါ့နော်963ဒီခွန်လေးလီ28ပေါ့နော်28နဲ့9ပေါင်းတော့3ပြာမှာဖြစ်ပါတယ်3ကဒီမှာ3ချိန်ဆိုတော့9 55ပေါင်း39ချိန်76ခွန်လေးလီ26ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်39ပေါင်း70နီကို80ပေါင်း80 86ပေါင်းတော့14ရာတွေအတွက်အလေးကိုလည်းနင်းနေပေါင်း6လေးလျှောက်ส่งဖြစ်မယ်ဗောနော်အဲ့ဒီမှာတော့6ထိပ်စီ6ရှိခွန်ဖြစ်ပါတယ်ခင်ဗျာလေးရ6ရဲ့ထဲက6ထိပ်စီ6ရှိခွန်ဖြစ်ပါတယ်ဒီအနောက်ကကနန်းတလုံးတောက်6အလက်ထိပ်စီဖြစ်ပါတယ်ဗောနော် โอเคนอทัจินโรดี68คนเป็นก็นี่นี่คนเป็นก็ทับไปเลยล่ะจิอ๋อโกลิลิ36 6ในป้องน่ะนี่คน3ป้อง10คนในจังจําแม6 5ป้อง87คนในจัง57ถ้าซื้อเราเนนคนป้อง99ป้อง10เน6ป้อง10สุดะด้วยตรงญายามาဖြစ်ပါတယ်ไอ้นี่ตรงญาကိုเนนป้องတော့นี่ตรงญานี่ไถซีแท้ก็นี่นี่คนဖြစ်ပါတယ်ဒါကြောင့်မို့နေไถซีဖြစ်တယ်ခင်ဗျာ တရားနောက်ကကနန်းတလုံးနေထိစီနိနိခွန်ဖြစ်ပါတယ်။ကျွန်တော်နိနိခွန်တပြန်နေထပ်ပြီးလေ့လာကြအောင်ပါနော်။ဒီ6က၄ချိန်24ပါနော်၄နဲ့ဒီနိနဲ့ပေါင်းချင်း6ဖြစ်ပါတယ်။9နဲ့ချိန်ပေါင်းချင်း24ကိုရှင်းနဲ့ပေါင်းရင်နိ၄3ပေါင်းတာကခွန်ဒီနိနဲ့ချိန်ပေါင်း၄၄၄၄၆ဖြစ်ပါတယ်။ဒါဆိုရင်6ရဲ့ဒီနိရဲ့ပေါင်း8 8ခွန်ပေါင်း15 9နဲ့ဒီအနောက်က6နဲ့ပေါင်းတာ7ဖြစ်ပါတယ်အလေအလေးနဲ့6ပေါင်း10ဖြစ်တယ်ဗောနော်ဒါကြောင့်မို့တိကိုကျွန်တော်နင်းနဲ့ပေါင်းတာ3တိတုံထိပ်စီတဲ့က3ထိပ်စီ3ရှိရှိဖြစ်ပါတယ်တိရ3ရထက်က3ထိပ်စီ3ရှိရှိဖြစ်တယ်ဗောနော်โอเคနောက်ထပ်3တုံညာ9တပင်ကိုထပ်ပြီးလေ့လာကြအောင်3လေးဒီစနစ်နင်းနဲ့3ပေါင်း900မှာဖြစ်ပါတယ်တိရှိနဲ့ချိန်ပေါင်းချင်း16 6နဲ့6ပေါင်းတာက14တင်းနဲ့ချိန်နဲ့ခွန်လေးလီအား20နဲ့ချစ်ဖြစ်ပါတယ်။ဒါဆိုရင်ဒီ6နဲ့4ပေါင်း30နဲ့6ပေါင်း30ဒီ6ရဲ့ဒီ9ရဲ့ပေါင်းတော့7တည်းဆိုတဲ့အတွက်တစ်တုံးမှာကနန်းထိပ်စီပဲထည့်ရမှာဖြစ်ပါတယ်ပေါ့နော်။အဲဒီမှာတော့3ထိပ်စီပဲဖြစ်ပါတယ်။3တုံများ9ဖြစ်တယ်ခင်ဗျာ။တစ်တုံးထဲက3တုံများ9 3ထိပ်စီဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်ပေါ့နော်။ လေလေးနဲ့ဒီ3ပေါင်းတော့900ရမှာဖြစ်ပါတယ်9နဲ့ချိန်18ကို10နဲ့ပေါင်းတာ16တိ9ပေါင်းတာ30လေးနဲ့ချိန်လေး5လေးလီ20ပေါ့နော်ဒါဆိုရင်9နဲ့6ပေါင်း6နဲ့4ပေါင်း30 9နဲ့6ပေါင်းတော့73ရတဲ့အတွက်3ကိုလည်းနဲ့ပေါင်းတာ5 3 5ထိပ်စီးတဲ့က3 5နေဖြစ်ပါတယ်3 5နေဆိုတော့3ကတော့ကျွန်တော်ထိပ်စီးဖြစ်ပါတယ်ဒီအနောက်ကတလုံး5ကတော့အလေဖြစ်သွားတယ်ပေါ့နော် 3ထိပ်မှာ3နေဖြစ်ပါတယ်။တပန်ကျွန်တော်ဒီနောက်ထပ်3ထိပ်စီကိုဆက်ပြီးလေ့လာကြည့်အောင်ပါနော်။ကိုလေးဒီ36 6နဲ့3ပေါင်ကိုနေက3ချိန်ဆိုတော့6 3 9ပေါင်နာက7နေဖြစ်ပါတယ်။တင့်နှစ်ချိန်ကနေ9လေးလီ20နဲ့ချစ်။အဲဆိုဒီကိုနေနဲ့965ပေါ့နော်9နဲ့2ပေါင်ခွန်ခွန်ကိုတိ6နဲ့ပေါင်တာ73ရာတယ်ပေါ့နော်ဒါကြောင့်မို့3 9ထိပ်စီပဲထည့်ရတာဖြစ်ပါတယ် တုံးကားထိပ်စီးတဲ့ကတုံးကိုနေစရတဲ့အတွက်တုံးထိပ်စီးပဲဖြစ်ပါတယ်ပေါ့နော်တုံးကားထက်ကတုံးထိပ်စီးတုံးကိုနေဖြစ်ပါတယ်โอเค3กูนี่ตะเพียงก็นี่12ไฉนด้วยทะเบลีลาจองดีขุนลีลี28ชิ้นเนี่ย3ปองนะ7ติ1ไฉนปองตาเลย2 3กา5 တုံများနဲ့ချင်းတုံများကိုလီလီ30နဲ့6ဖြစ်ပါတယ်ဒါဆိုရင်တင်းနဲ့၄ပေါင်း9 9နဲ့ပေါင်း10ရှောင်းနဲ့ချင်းပေါင်းတာ7နှစ်ဆိုတဲ့အတွက်ဒီ7နှစ်ချင်းပါနှစ်ကို2ပေါင်းတော့၄ဆိုတဲ့အတွက်စုံထိပ်စီပြီးဖြစ်မယ်ပေါ့နော်ဒီမှာတော့စုံထိပ်စီနှစ်လေးထိပ်စီဆိုပြီးရတာဖြစ်ပါတယ်ဒါကတော့တူနှစ်တူဟန်ရှိတယ်ပေါ့နော်ထိပ်စီနှလုံးကိုမိတ်ဆွေများလေ့လာလို့ရအောင်ဒီနှစ်တုံများကိုခွန်ခွန်ကိုကနေကျွန်တော်တို့တပင်ရှင်ပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော် ဒီနေ့ကိုလည်းကျွန်တော်တို့မဆွေများမိမိတို့ကြိုက်တဲ့ဆုမှာကြိုက်နေတဲ့တဲ့ဆုမှာယူဖို့နော်ဒီမှာ3ထိပ်စီ3ငါနဲ့3ထိပ်စီ3ခုနဲ့ဒီ12ကြိမ်မှာတော့ကျွန်တော်တို့ဤအရာနေလေးဆိုပြီးရတာဖြစ်ပါလေပေါ့နော်ဒါဆိုရင်ကျွန်တော် share video မှာထိပ်စီကတော့ဒီမှာ6ထိပ်စီ6 4 3ရှိထိစီချင်းချောက်တော့နေထိစီနေတော်များကိုခွန်ထိစီခွန်ခွန်ကိုခွန်ထိစီခွန်တော်များတော်များ တုံးထေစီတုံးခွန်ခွန်ရှစ်ထေစီရှစ်ကိုလေငါငါရှောက်တုံးချောက်ရှောက်ရှိခွန်နိနိနိခွန်ချောက် sorry တုံးတုံးရှိရှိတုံးတုံးတုံးများကိုတုံးတုံးကနိတုံးတုံးကိုနိဒီဘက်မှာကျင်တော့နိလေးရဒီမှာလေးပါတယ်ဘောနော်တလုံးထဲထောထေစီမှာတော့ကိုထေစီဖြစ်ပါတယ်ဒီမှာတော့ထေစီနှလုံးမှာတော့နိလေးဆိုတဲ့အတွက်ဒီမှာလေကျင်တော့နိလေးထေစီပါတယ်ဘောနော်နိယလေးယ နှစ်လေးထိတ်ဆီးဆိုပြီးတော့ဒီမှာဒီမှာလေးပါတယ်ပေါ့နော်ကျွန်တော်ဒီထိတ်ဆီးငါးလုံးနဲ့ထိတ်ဆီးနှလုံးပါလေနှစ်လေးဒီမှာတူတယ်ပေါ့နော်နှစ်လေးပြီးခဲ့တဲ့ဘက်၃ငါးမှာတော့ဒီမှာ၃ထိတ်ဆီးပေါ့နော်ဒီ၃ငါးနေ့တပြင်မှာ၃ရင်၅ရင်၃ငါးတူတယ်ဒီတစ်ပတ်မှာလေနှစ်လေးတူတယ်ပေါ့နော်တီကီးရလည်းကျွန်တော်ဒီမှာဒီ665ကနေစားတယ်ပေါ့နော်ဒီ nist 009နေဦးမှာကြတော့ တုံများနဲ့ခွန်ပေါင်းခွန်ခွန်နှစ်တုံများကြီးမှာခွန်ထိပ်စီခွန်ထိပ်စီတုံးထိပ်စီရှစ်ထိပ်စီငါထိပ်စီ၆ထိပ်စီနှစ်ထိပ်စီတုံးထိပ်စီတုံးရှစ်ရှစ်တုံးထိပ်စီတုံးတုံများကိုပေါ့နော်တုံးထိပ်စီတုံးကနေတုံးစိတ်စီတုံးကိုနေဒီမှာလေးကိုနေထိပ်ပေါ့နော်ဒီမှာဆိုရင်လေးကိုနေဆိုတော့ခုနမှာလဲကျွန်တော်ကိုယ်လေးပါတယ်ကိုထိတ်စီတလုံးထဲတဲ့ရှိတယ်ပြီးရင်အခုကတော့၄ရက်၄ရက်ဆိုတော့ကျွန်တော်ဒီ၄ခုနှစ်ထိတ်ကတော့ ထပ်ပြီးတော့ချောင်းမယ်ထင်တာပဲပေါ့နော်ဒါကတော့ကျွန်တော်နိယယဒီကျွန်တော်ဒီထိတ်စီးနေလုံးကိုမိတ်ဆွေများလေ့လာလို့ရအောင်တင်ပြပေးရှင်းတာဖြစ်ပါတယ်ပေါ့နော်โอเคဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်